မတ်ပြောပြခဲ့တဲ့တကဘာလုံးကလူတိုင်းကိုချမ်းသာစေမယ့်တခုတည်းသောနီလန်ပြိတ္တများအလုံးစုံများလာပါရှစ်ဒင်းကားချန်နယ်ကနေပြလဲကြိုးစောလိုက်ပါတယ်အီလွန်မတ်စ်ကတော့တကဘာလုံးကလူတိုင်းကိုချမ်းသာစေရင်နီလန်ကအခြေခံအားဖြင့်တခုတည်းရှိတယ်လို့ပြောပြသွားပါတယ်။အဲဒီစကားကိုပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ USOD ရင်းနှီးမြှုပ်နှံမှု Forum မှာပြောပြခဲ့ရပါ အီလိုမတ်စ်မျော်မှန်းထားတဲ့အနာဂတ်ကဘာကစိတ်ကူးရင်သိပ္ပံဇလန်းတွေကလိုပါပဲလူသားတွေဟာအလုံးလုံးစရာလုံးဝမလိုတော့ပါဘူးပတ်စံလဲသုံးစရာမလိုအပ်တော့သလိုစီရင်မွေးတည်မှုဆိုတာလည်းရှိနေမှာမဟုတ်ပါဘူးအင်တာဗျူးအစမှာတော့ Elon Musk ကသူ့ရဲ့ first order thinking လို့ခေါ်တဲ့ပြဿနာရဲ့အရင်းအမြစ်အထိသွားရောက်ဖြေရှင်းတဲ့တွေးခေါ်ပုံကိုရှင်းပြပါရတယ်။အဲ့ဒါနဲ့အတူ battery ဈေးနှုန်းတွေကို short ချခဲ့ပုံနဲ့ လူသူဆက်ရောက်တွေအတွက်မော်တာအစိတ်အပိုင်းတွေကိုဈေးသက်သာအောင်ဘယ်လိုလှုပ်ဆောင်နေလဲဆိုတာကိုပြောပြခဲ့ပါတယ်။နောက်ပြီးတော့လူတွေကသူ့ရဲ့လှုပ်ဆောင်ချက်ကိုမေးခွန်းထုတ်ကြတဲ့ပုံမှာပြန်ရှင်းပြခဲ့ပါတယ်။တချို့ကသူ့ကိုအလောက်ကိုင်းခွင့်လန်းတွေဖြိုခွင်းနေသူဆိုပြီးတော့ဝေဖန်နေကြလို့ပါ။ Elon Musk က AI နဲ့လူသူဆက်ရောက်လုပ်ငန်းတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေရကြောင်းဒီလိုအပြောခံနေရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူကတော့အလောက်ကိုင်းခွင့်လန်းတွေကိုဖြိုခွင်းဖြတ်စည်းတာမဟုတ်ပဲအစ်စ်ဖန်တီးနေတဲ့သူဆိုပြီးကောက်ွယ်ပြောဆိုသွားတာပါ။အဲ့ဒီ စားကိုဥပမာရင်းနဲ့ပြောပြသွားပါရစေ။အာကာသခရီးစဉ်တွေကိုတော်လန်ပြောင်းလဲဖို့ Space H ကိုအကောင့်ထည့်ဖို့ခဲ့ချိန်မှာဒုံးပြန်တွေကိုမလွဲ့ပြစ်ပဲပြန်ပြီးတော့အသုံးပြုလို့ရအောင်ကြိုးပမ်းခဲ့ပုံတွေကိုပြောပြပါရစေ။နောက်ပြီးတော့တက်စလာလျှက်စိတ်ကောင်းတွေကိုဈေးွက်တဲ့မိတ်ဆက်ပေးချိန်မှာလူတွေကမယုံမယဲဖြစ်ခဲ့ကြပါသေးတယ်။ Elon Musk နဲ့သူတို့အဖွဲ့သားတွေကအဲ့ဒီအခက်အခဲတွေကိုကြော်လွှားနိုင်ခဲ့တယ်လို့ပြောပြတာပါ နောက်ပြီးတော့အရှင်ဟုန်နဲ့ဖွင့်ပြိုးနေတဲ့ AI နီးပညာနဲ့လူတူဆက်ရွက်တွေရဲ့အခန်းကဏ္ဍကအခုမှအစပဲရှိသေးရလို့ပြောပြခဲ့ပါတယ်။သူရဲ့အဆိုအရလက်ရှိမှာတကယ်အသုံးဝင်တဲ့လူတူဆက်ရွက်တွေမရှိသေးကြောင်း Tesla ရဲ့ဆက်ရွက်တွေကကြီးမားတဲ့ဒေါ်လာရေးတစ်ခုဖြစ်လာမှာဖြစ်ကြောင်းရှင်းပြခဲ့ရပါ။နောက်ပြီးတော့ဒီဆက်ရွက်ကဏ္ဍကို Mobile Phone ကိစ္စနဲ့အနိုင်ရှင်ပြီးတော့ပြောပြခဲ့သေးရပါ။ဒါပေမဲ့ဆက်ရွက်ကိစ္စကပိုပြီးတော့ကြီးကျယ်မှဖြစ်ပြီးတမိုင်းမှာအကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်လာမယ်လို့မျှော်မှန်းထားတာဖြစ်ပါတယ်။ အီလိုမက်စီအနာဂတ်အမြင်တွေအရလူတွေကအလုံးလုံးစရာမလိုတော့ဘူး။ထိုင်စားနေုံပါပဲ။ကိစ္စတိုင်းကိုစက်ရုပ်တွေကလှုပ်ပေးသွားမှာပါ။စက်ရုပ်တွေကလှုပ်ပေးရတဲ့အတွက်ထိရောက်မှုလည်းပိုရှိလာပါလိမ့်မယ်။ လူတွေကအဲ့ဒီအကျိုးအမြတ်ကိုခံစားနေုံပဲလို့ဆိုပါတယ်။အဲ့ဒီအင်တာဗျူးမှာသူ့ကိုကဘာလုံးဆိုင်ရာစင်ရဲမွေးတင်မှုပပျောက်ရေးကိစ္စကိုမေးမြန်းခဲ့တာပေါ့။အဲ့ဒီကိစ္စမှာ NGO တွေ Foundation တွေကစင်ရဲမွေးတင်မှုပပျောက်အောင်စူးစမ်းနေကြပေမဲ့အခုထိမအောင်မြင်သေးဘူးလို့ Elon Musk ကအဖြေပြန်ပေးခဲ့ပါတယ်။နောက်ပြီးတော့လူအလုံးကိုချမ်းသာကြွယ်ဝအောင်လုပ်ပေးနိုင်တဲ့တခုတည်းသောနေလန်ကောင် AI နဲ့စက်ရုပ်တွေရဲ့အခန်းကဏ္ဍပဲဖြစ်ကြောင်းခရရဲ့ကြီးပြောကြားခဲ့ရပါ။ အလမန်စီအနာဂတ်ရည်မှန်ချက်ကအလုံးနဲ့ငွေကြေးစနစ်တွေကိုဖယ်ရှားလိုက်ပြီးတော့အစိုးရကလူတွေကိုစောင့်ရှောက်ပေးမယ်ဆိုတာမျိုးဖြစ်ပါတယ်။ဒါကစိတ်ကူးရင်သိပ်ပန်ရုပ်ရှင်တချို့မှာပါနေတယ်လို့ပုံစံမှာဒါပေမဲ့လက်ရှိမှာတော့ AI နဲ့စက်ရုပ်အလုံးသမားတွေဟာလူသားတွေရဲ့အလုံးကင်ခွင့်လန်းကိုအဓိကချိန်ချောင်းနိုင်တဲ့အရာတွေဖြစ်နေပါတယ်။ အနာဂတ်ကဘာမှာ Elon Musk ပြောသလိုဖြစ်ရင်လည်းဖြစ်မှာပါဒါပေမဲ့အဲ့ဒီအချိန်မတိုင်ခင်မှာတော့ AI နဲ့စက်ရုပ်တွေကြောင့်အလုတ်ကင်ခွင်လန်းဆုံးရှုံးမှုမဖြစ်ရအောင်စ조사ရည်တည်ကြဖို့ရှိနေကြောင်းဝေမျှလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်